င်္ဂလာပါကျွန်တော်ကတော့ကောင်းထောက်ဝေပါကျွန်တော်ကတော့ကောင်းမြေဆောင်ဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့လူတိုင်းရဲ့ဘဝမှာမရှိမဖြစ်ဖြစ်လာတဲ့စမတ်ဖုန်းအသုံးပြုခြင်းရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေကိုဆွေးနွေးတော့မှာဖြစ်ပါတယ်ဒါဆိုရင်စားလိုက်ကြရအောင်စမတ်ဖုန်းတွေအသုံးဝင်တဲ့ကောင်းကျိုးသုံးချက်ကိုကြောက်ပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးချက်ကတော့ဘူလိုက်ကနေပြည်သာတည်ယူလိုက်ခြင်းပါပဲ မြန်မာနိုင်ငံမှာကျူရှင်တင်တန်းတွေကမြို့ကြီးပြကြီးတွေပါပဲပေါ်တယ်။ဒါပေမဲ့မြန်မာလေးသူတွေတော့ YouTube ကနေနိုင်ငံခြားဘာသာစကားတွေကျောင်းသင်ခန်းစာတွေလေ့လာနေတယ်။ Someone နေတဲ့လိုအပ်တဲ့ဘူးတူးတာတွေကို Google ကနေချက်ချင်းရှာလို့ရပြ။ဒုတိယချက်ကတော့တတိယချက်လည်းလေးမျိုးစွာရကြည့်ကြည့်မယ်ဖြစ်ပါတယ်။ဂျာရီဥဒုခမန်ကျော်တီလမ်းမဆက်တဲ့ရေးချင်းတွေ ဒါမှမဟုတ်ကပုတ်မှာဘာတွေဖြစ်နေဆိုတာကိုစက်ကပ်ပိုင်းတွင်သိရှိနိုင်တယ်။အရေးပေါ်အခြေအနေဆိုရင်လေဒီလိုအချက်လက်တွေကနေကျွန်တော်တို့ရဲ့လုံခြုံရေးအတွက်အများကြီးအထောက်အကူပြုပါတယ်။နောက်ဆုံးနေ့နဲ့ရေးကြီးဆုံးအချက်ကတော့ငွေကြေးလဲပြောင်းမှုလေကူကြေးမှာပဲ။ခုဆိုရင် KB WePay လို့ mobile banking နဲ့ရခက်စားနေပြီ။မှန်သွားစရာမလိုပဲ။ ဖုံးနေမိဘတဲ့စီကနေငုတ်ဖူတောင်းလိုက်နေတဲ့ဂျေးတဲ့စီကိုလည်းငွေလဲလို့ရတယ်ဈေးတဲ့ရွေတက်လည်းအရန်စင်ပြေတယ်ဒီတော့စမတ်ဖုံကသုံးမှုလို့ပြောလို့ရလားကိုကိုအင်းကြီးလေးအသုံးဝင်တာတော့ဟုတ်ပါတယ်ဒါပေမဲ့အသုံးဝင်တာတည်းပူဆိုးတဲ့စိုးကျိုးတွေလည်းရှိနေဆိုတာမေ့လို့မရဘူးပထမဆုံးကအဲ့ချိန်နဲ့မျက်စိကျမရေကိုထိလိုက်တာညဘက်စောင့်ကြည့်ပြီးဖုံးကြည့်တာဂင်းစောရရဲ့ကြောင့်အဲ့ချိန်ကြီးရော့လာရဲ့ မျက်စိတွေမုန်လာမယ်နောက်တနေ့ကျောင်းမှာဆက်သင်နေတာကိုလည်းအာရုံမစိုက်နိုင်တော့ဘူးဒါဟာကျောင်းသားတယောက်တည်းအဓိကထိခိုက်မှုပဲဒုတိယချက်ကပုံပြီးအရေးကြီးတယ်အဲ့ဒါကအွန်လိုင်းမှာလေးလံခရရခြင်းနဲ့အနေရှိတဲ့အရာတွေထိရိုက်ရခြင်းတို့ပဲဖြစ်ပါတယ်အခုကိမှာ Facebook ပေါ်မှာငွေကြေးလေးလံခရရတာတွေမမှန်ကန်တဲ့သတင်းတွေအများများတယ်ကလေးတွေအနေနဲ့အယုံလွင်ကိုကြီးအကြက်လက်တွေနဲ့မိဘတွေရဲ့ငွေကြေးတွေပါ ဆိုကြုံရနိုင်တယ်နောက်ဆုံးအချက်ကလူမှုဆက်ဆံရေးပြပြလာခြင်းပဲအတူတိုင်းနေရင်လည်းကိုယ့်ဘုံနဲ့ကိုယ်ဖြစ်နေကြတာများတယ်သူငယ်ချင်းတွေနဲ့မျက်နှာချင်းဆိုင်စကားပြောတာနဲလာရဲ့မိဘတွေရဲ့စကားဝိုင်းမှာစကားပြောတာတွေနဲလာရတယ်လူတယောက်ရဲ့ပင်ကိုစကားပြောဆိုင်ရင် communication skill တွေပါရွန်နေသွားနိုင်တယ်အဲ့ဒီတော့ကောင်းကျိုးတွေများသလောက်အနေရကလည်းကြီးရောက်မလာညီလေးဒါဆိုရင်စမတ်ဖုန်းကကောင်းကျိုးဆိုးကျိုးမျိုးစလုံးရှိနေရကိုတွေ့ရပါတယ် ။ဒါကြောင့်စမတ်ဖုန်းကို လုံးဝပိတ်ပင်မှုမလုပ်ပေမဲ့ကိုယ်တိုင်ထိကျုပ်ပြီးအကျိုးရှိအောင်ဆွေးခြင်းကအရေးကြီးဆုံးပါပဲလို့ပြောရင်ဒီကုန်းချုပ်ပြရစီကြီးစုသူအားလုံးကိုကျေးဇူးတင်ပါတယ်။